တပါသောသူတွေကကိုယ့်ကိုမုံလို့မလို့လို့ပြောတဲ့စကားရုပ်တွေကိုကောင်းထဲမှာထည့်ပြီးတော့အပန်းပန်းထထတွေးပြီးတော့ကိုယ့်ကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကို မပြစ်နိုင် မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလိုကိုယ့်ကိုသူများကမုံလို့ပြောတဲ့စကားတွေကိုအပန်းပန်းထထစဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့ နာအဝခေယမကြည်မနှက်စိတ်ဝယ်မှတ်၍မပြက်ခါကအောင်းမိဆင်ခြင်၍မနေရသူများကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေကိုမမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြန်ပြီးတော့ထုတ်ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတော်ဆိုတော့ပရိသန်သူတော်ဘာတို့ဤ ကတာကတံပြုအပ်မပြုအပ်အယယဟုကောင်းမှုမကောင်းမှုတို့ကိုနာအဝကေယအလုတ်တခုကယုပြု၍ကြည်ရှုခြင်းဉာဏ်၍မနေရသူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုကိုယ့်ရဲ့အလုတ်တခုကြီးလို့သဘောထားပြီးတော့စဉ်းစားရင်းနဲ့တန်ဖိုးရှိတဲ့အချိန်လေးမကုန်ပါစေနဲ့တဲ့ဒကာဓမ္မတို့ဘဝမှာကောင်းတဲ့မှာ တွေးနေတဲ့အတွေးတွေဟာ သူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချင်းကုန်ခဲ့တာများလှပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့ဒီအချင်းဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတော်ဘာအကြောင်းတွေကို တွေးရင်းနဲ့ပြုံတိသွားမှရှိုးလို့တားမြစ်တယ်